လောကီတရဏဂုံရဲ့အကျိုးတွေကနံပါတ်၁ဘဝတံပတိနံပါတ်၂ဘောဂတံပတိတန္တရာမှာလူအဖြစ်နဲ့အဖြစ်စားတဲ့ပြည့်စုံတဲ့ဘဝကိုပေးစွမ်းနိုင်တယ်။စီးစဉ်ဥစ္စာတိုးပွားမယ်။တရဏဂုံတည်တဲ့အကျိုးကနတ်ဖြစ်ရင်တော့မှတခြားနတ်တွေထက်အဆဆအရာရာအသာလွန်တယ်တဲ့။အစင်းပိုလာမယ်။အချမ်းရံပိုများမယ်။စတဲ့အကျိုးတွေအများကြီးရနိုင်ပါတယ်။ဖျားလက်ထက်ကအရက်အလွန်ကျွန်တောက်တတ်တဲ့အမျိုးသားတဦးကတရဏဂုံတည်ပြီးသေလွန်သွားတာနတ်ပြည်ရောက်ရပါတယ်တဲ့။ဒါပေမဲ့ ဒီအမျိုးသားရင်ထဲမှာတည်နေတဲ့တရဏဂုံဟာအယံကို ခိုက်မာပါတယ်။ဥပမာတရဏဂုံ၃ပါးကိုစွန့်မလားအသက်အသေးခံမလားဆိုရင်တော့အသက်သာအသေးခံလိုက်မယ်တရဏဂုံ၃ပါးကိုဘယ်တော့မှမစွန့်ဘူးတဲ့ဒီလိုခိုင်မာတဲ့တရဏဂုံကြောင့်သူဟာမကောင်းတဲ့ဘဝကိုမရောက်ရတာပါတဲ့ဒါကြောင့်ကျွန်တော်တို့လည်းတရဏဂုံကိုရွတ်ဖက်ပူဇော်တဲ့အခါလေးလေးနက်နက်ရွတ်ဖက်ပူဇော်ပြီးတရဏဂုံအတွက်ဆိုရင်အသက်တောင်အသေးခံနိုင်လောက်တဲ့စိတ်ဓာတ်မျိုးမွေးမြူရပါမယ်ဒါမှတရဏဂုံကပို့ပြီးအကျိုးပေးထက်သန်ပါမယ်